ဒီကနေ့မှာတော့ DVB သတင်းဌာနရဲ့ဆောင်းပါးတပုတ်လေးဖြစ်တဲ့စာရေးဆရာထွန်းလင်းရေးသားထားတဲ့စစ်အာဏာရှင်ကိုစိတ်ကူးမယင်နဲ့ဆိုတဲ့ဆောင်းပါးလေးကိုတင်ဆက်ပေးကြပါရစေ။ဤဆောင်းပါးလေးကိုတင်ဆက်ခွင့်ပြုပါရန် DVB သတင်းဌာနနဲ့စာရေးသားသူဆရာထွန်းလင်းအားလေးစားစွာခွန်တောင်းအပ်ပါရစေ။ဖြတ်အားပြင်းငလင်ကြီးကထောင်နဲ့ချီတဲ့လူသက်တွေကိုမနစ်ပိုင်းအတွင်းတမလွန်ပုတ်ပစ်လိုက်တာဆိုတော့ငလင်ဘေးနဲ့ခဝေးဝေးမှာရှိနေတဲ့ မြန်မာပြည်သူတွေ shock ဖြစ်ကုန်နေ။သခိုင်းငလင်ကြီးကြောင့်ဘန်ကောက်က ဆောက်လက်ဆအထက်မြင့်ကြီးပုံလျက်ပြိုကျတဲ့အထိညံနှုံးမြင့်ဖြစ်အားပြင်းခဲ့တာကြောင့်သခိုင်းမှာဗဟိုပြုတဲ့ငလင်ဘက်နဲ့ကြောင့်ဘန်ကောက်ထိတက်ရောက်မှုပြင်းရတာလေလို့ဒူဘိန်တွေးတွေးကမှင်တက်ခဲ့ရတယ်။နာကိမုံတိုင်းတို့ကဒူသိန်းနဲ့ချီတေဆုံးခဲ့တယ်ဆိုပေမဲ့အဲ့ဒီအချိန်ကအွန်လိုင်းမီဒီယာအားမကောင်းသေးတာကြောင့်အဖြစ်ဆိုးတွေကိုကွက်ကွက်ကွင်ကွင်မြင်ရတာမျိုးတိတ်နေခဲ့တယ်။ နာဂိမှွေခဲ့တဲ့2008ခုနှစ်တုန်းကရန်ကုန်မှာတောင် အပတ်စင်ထုတ်ဂျာနယ်တွေခက်နေနေရယ်ပြီးတော့ဆရာနာရှင်တို့ရဲ့လုံနီးလုတ်ခန့်အတိုင်းနာဂိကျန်းခဲ့တဲ့ဒေတာတွေစီသတင်းသမားတွေကို အဝင်မခံခဲ့တာကြောင့်ခိုးကြောင်ခိုးဝက်ဝင်တိုးတိုးတိတ်တိတ်သတိကြီးကြီးထားမှတ်တမ်းတင်ဒါပေမဲ့ရေးသမျှနာဂိဒန်တင်အဖြစ်တနစ်တွေကိုစာပေကင်ပေတိုင်းစာပေစီစစ်ရေးတွေကခုတ်ထွင်ဖြတ်တောက်ပြစ်လိုက်တာကြောင့် ပြည်သူတွေမျက်စိအောင်ဂျာနယ်တွေရောက်တော့သတင်းနဲ့ဓာတ်ပုံပါတယ်ဆိုယုံ အခုသခိုင်းငလင်ကြီးကြတော့ online media တိတ်အားကောင်းတဲ့ကာလမှုမြန်နှုံးမြင့်အလင်းနဲ့အဖြစ်ဆိုးတွေက Facebook စာမျက်နှာပေါ်စစ်စေးမေးမြန်းခုတ်တက်ခံရခြင်းမရှိဘဲတန်းရောက်ခဲ့တယ်။တိုက်ကြီးတာကြီးတွေပြိုကျလာတဲ့ရုပ်သံဖိုင်တွေငလင်လုံးလို့ပြေးကြလွှားကြတာတွေငလင်ဘေးကနေပြေးလွတ်ခဲ့တဲ့ပြည်သူတွေကမှတ်တမ်းတင်ကလိုင်းပေါ်ကိုချက်ချင်းတင် ုံခဲ့ရတဲ့သူတွေမပြောနဲ့ online ပေါ်ကနေမြင်ရသူတွေတောင် short ဖြစ်ခဲ့ကြရတယ်။ဆရာနာရှင်တွေရဲ့ထုံးစံအတိုင်းငလင်ဆိုးကြီးကြောင့်အတိဒုက္ခရောက်နေကြတဲ့ပြည်သူတွေရဲ့ဘဝနဲ့စစ်ကောင်စီစီမံခန့်ခွဲနိုင်စွမ်းမရှိတာတွေငလင်ဘေးတဲ့အကူအညီပေးနေသူတွေအပေါ်စစ်ကောင်စီအနှောက်ယှက်ပေးနေတာတွေကိုနိုင်ငံတကာမီဒီယာ platform တွေပေါ်စလုံးမဲကြီးနဲ့တက်လာမှဆိုးတာကြောင့်နိုင်ငံသားသတင်းထောက်တွေကိုပြည်တွင်းအဝင်မခံခဲ့ဘူး။ တဲခိုစရာအခက်ခဲကြောင် ဝင်ခွင့်မပြုခြင်းဖြစ်ကြောင်းချစ်ကောင်စီရဲ့အကြောင်းပြချက်ကဖြစ်သလိုနေစားတတ်တဲ့သတင်းထောက်တွေအတွက်ဟာတကိုဖြစ်လို့ဘလို့ပဲဖြစ်ဖြစ်သခိုင်းငလင်ကြီးလှုပ်ခတ်ပြီးနောက်ကြောင်မတ်ဖွဲအပြည့်အစည်းပုံကြီးကိုငေးကတိုင်းပြည်ရဲ့အနာဂတ်အတွက်တနက်တွေကိုငိုက်ဆိုင်ချတွေ့ဆုံဆွေးနွေးအပြေရှားကြဆိုတဲ့ခက်ပြပြမျောလင်းချက်တချို့လည်းထွက်ပေါ်ခဲ့တယ်။ NUG အစိုးရကငလင်တန်တဲ့အကူအညီပေးရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ ဘေးသင့်ဒေသတွေနဲ့ဆက်ဆက်ခရိုင်တွေအတွင်ခုခံကာကွယ်စစ်ကလွှဲလို့ထိုးစစ်အလုံးကိုမတ်လ30ရက်ကစပြီးနှစ်ပတ်တာအပြည့်ရက်မယ်လို့ကြေညာလိုက်တဲ့အချိန်မှာအစိုးရကအကောင့်တွေအုပ်လိုက်ချီလာနိုင်မလားဆိုတဲ့နိုင်ငံရေးညှော်လင့်ချက်ပပတချို့တချို့တွေရဲ့ကြာအယောင်လဲ့လာတယ်မတ်လ30ရက်ကပြုတ်လို့တဲ့မြန်မာနဲ့ထိုင်းငလင်ပေးဆိုင်ရာအာဆီယံနိုင်ငံသားရေးဝင်ကြီးတွေရဲ့အထူးအရေးပေါ်အွန်လိုင်းအစည်းအဝေးမှာ စင်ကာပူနိုင်ငံသားရေးရာဝန်ကြီးကမြန်မာဟာငလင်ကြောင့်တရေးရှင်ရေးကာလရောက်နေတဲ့အတွက်ထိထိရောက်ရောက်အပြစ်ခက်ရက်ပြီးအသက်ကယ်တင်ရေးနဲ့ငလင်ဘေးတင်တွေကူညီရေးအပေါ်အလုံးစုံအာရုံစိုက်တဲ့နယ်လို့ဆိုရဲဒါဟာငလင်ကြောင့်အပြစ်ရချင်းကနေတဆင့်တွေးဆောင်ဆွေးနွေးအပြေရှာရေးအထိဆက်သွားနိုင်မလားလို့အာဆီယံနိုင်ငံသားရေးဝန်ကြီးတဦးရဲ့မြမအရေးအာဆီယံဘုံသဘောတူညီချက်၅ရက်အပေါ်စိတ်ကူးယဉ်ကြည့်မိပုံ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကလည်းတလတာတစ်ဖက်သက်အပြည့်ရဲ့ကြောင်း AP တရက်မှာထုတ်ပြန်နေ။မပြောရဲတာလဲဘာမှရှိပုံမပေါ်တဲ့မင်းအောင်လိုင်းကတော့ပြက်ပြက်သားသားပဲ။အဖြစ်မရက်နိုင်ဆက်တိုက်မယ်လို့ AP တရက်မှာကြုံဝါခဲ့တယ်။ဒါပေမဲ့ AP နှစ်ရက်ကြာတော့သုံးဘက်ကြာယာယီအပြည့်ရဲ့မယ်လို့စစ်ကောင်စီကကြေညာလိုက်တာကြောင့်အပြည့်ရဲ့ချင်းမသည်နောက်ထပ်ခြေတလန်းစီတို့နိုင်ငံရေးအကောင်းမြင်မှုတွေခက်တက်တက်ရှိလာပြန်တယ်။ ပေပြီး၃ရက်မှာပဲကုလအတွင်းရေးမှူးချုပ်ကအပြည့်ရဲ့ကြီးညာချက်တွေကိုကြိုးဆိုလိုက်ပြီးနိုင်ငံရေးစကားဝိုင်းတစ်ခုကိုအစပြုဖို့နိုင်ကျင်တွေကိုပြန်လှုပ်ပေးဖို့အလုံးပါဝင်တဲ့နိုင်ငံရေးလုပ်ငန်းရှင်တခုဦးတည်ကြဖို့တိုက်တွန်းလိုက်ပြန်နေ။ဥရောပသမဂ္ဂကလည်းအပြစ်ရဲ့ကြီးညာချက်တွေကိုကြိုးဆိုကြောင်း AP 3ရက်မှာပဲထုတ်ပြန်လိုက်တယ်။ဒါပေမဲ့စစ်ကောင်စီကအပြစ်ရဲ့မထုတ်ပြန်ခင်အပြင်အပြစ်ရဲ့ထုတ်ပြန်ပြီးနေမကူထုံးစံမပြတ် ြစ်နေခက်နေဘုံကျဲနေပြန်တော့နိုင်ငံတကာအမြင်ကောင်းယုံစာရွက်ပေါ်အပြည့်ရက်လိုက်မှပေါ်လွင်နေပြန်နေငလင်လောက်တဲ့မက်ရှလာ28ရက်ကနေ AB 24ရက်အထိစစ်ကောင်စီရဲ့လေးချောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုစုစုပေါင်း346ကြိမ်ရှိခဲ့ပြီးယာယီအပြည့်ခက်ရက်စဲချောင်းကြေညာပြီးနောက်တိုက်ခိုက်မှု286ကြိမ်ရှိခဲ့ကြောင်း DVB ကထုတ်ပြန်ထားတယ်။အဲဒီတိုက်ခိုက်မှုတွေကြောင့ ေဆုံးသူ264ဦးနဲ့ဒဏ်ရာရသူ529ဦးရှိကြောင်း DVB စည်ရင်းကဆိုရင်စစ်ကောင်စီရဲ့တိုက်ခိုက်မှုအကြိမ်ကြီးကိုကြည့်လိုက်ရင်မလင်သေးတဲ့ချိန်မှာလဲပုံမှန်တော့အတိုင်းပဲတိုင်မြဲခိုင်မြဲတက်ဖြတ်မြဲဖြစ်ကြောင်းဖော်ပြနေတယ်။ဒါအပြင်ငလင်းလုံးပြီး12ရက်အကြာ AB 9ရက်မှာပဲချင်းပြည်နယ်ရဲ့ဒုတိယမြို့တော်ဖလန်းမြို့ကိုချင်းညီနောင်ကသိမ်းပိုက်လိုက်ခြင်းနဲ့ AB 9ရက်မှာ အင်းတော်မျိုးကိုတော်လန်ရေးတက်တွေအပီးပြက်သိမ်းလိုက်ခြင်းကမီးလောင်နေတဲ့နေပြည်တော်စစ်ဘိုလ်ချုပ်တွေရဲ့အုံနောက်ထဲဓာတ်ဆီလောင်လိုက်သလိုပါပဲဒါပေမဲ့ AB 18ရဲ့လက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါဣဘရာဟင်ကမင်းအောင်လိုက်နဲ့ဘန်ကောက်မှာတွေ့ဆုံပြီးမလင်ဘေးတင်ပြည်သူ စာနာမှုအကူအညီထိထိရောက်ရောက်ပေးနိုင်ရေးအပြည့်ရဖို့လိုကြောင်းနာချခဲ့တည်တယ်။အရေးထူပြီးသားမင်းအောင်လိုက်ကတော့ ထုံစံမပြတ်အေးစေဘုံချဲမပြတ်လက်နက်ကြီးနဲ့လည်းပြစ်ခတ်မပြတ်နောက်ထပ်လည်းအပြစ်ရဲ့တက်တန်းကို AB 30ရက်ထိထတ်တိုးကြောင်းကြီးညာပြလိုက်ပြန်နေစစ်ကောင်စီကပြစ်စရာရှိတာဆက်ပြစ်ပြီးသူ့လို့သူဆက်လုံနေတယ်စစ်ကောင်စီရဲ့အလုတ်ကပြည်သူမပေးတဲ့အာဏာတက်ဆိုးရှိရေးငလင်ကြောင့်ပြည်သူဘလောက်တည်တည်ထိခိုက်ပျက်စီးမှုဘလောက်ကြီးကြီးရွေးကောက်ွယ်လုံးဝမပြတ်စေရ AB ပထမပတ်အတွင်း ဘန်ကောက်မှာကျင်းပတဲ့ Bimstep အစည်းအဝေးတက်ရောက်ခြင်းကဒီဇင်ဘာမှာရွေးကောက်ပွဲပြုလုပ်မယ်လို့ဒေတာတွင်ခေါင်းဆောင်တွေကိုမင်းအောင်လိုင်ပြောကြားခဲ့ုံနဲ့မက AB ရှေ့ရမှာလဲရွေးကောက်ပွဲကော်မရှင်ကထက်လောင်းအတည်ပြုမြန်မာနိုင်ငံရေးကိုဇပွဲဝိုင်းပေါ်မြင်လို့တဲ့အကောင်ရှာနေသူတွေအတွက်စစ်အာဏာရှင်တွေအပေါ်စိတ်ကူးမယင်မိဖို့တတိပေးလိုက်တယ်စစ်ကောင်စီရွေးကောက်ပွဲဆိုတာတွေးဆောင်ဆွေးနွေးအဖြေရှာရေးရဲ့ဖို့ဘက် အာဆီယံမူ၅ရက်နဲ့လဲစတင်ခြင်းပဲဒီကဝဲဆိုတာဆရာနာရှင်စနစ်တက်ဆူးရှိရေးအတွက်စစ်ကောင်စီစိတ်ကူးကျင်နေတဲ့တကားတစ်ချက်အခုအရေးသားကို အဆုံးတက်မယ်ဆိုတော့ဆရာတကုံတာယာရဲ့မေဝိထုတွေကစကားတဆဖြတ်ခနဲရောက်လာတယ်အကောင်းကိုရှာဤအကောင်းကမရှိတော့